အဲကျွန်တော် Facebook တွေမှာလည်းခဏခဏကြားဘူးတယ်ကျွန်တော်နေရာတော်တော်များများမှာခဏခဏကြားဘူးတယ်ပေါ့နော်ကိုမပါဘဲနဲ့လဲပတ်တဲ့လုပ်ငန်းဖြစ်ဖို့အမျက်ငွေတိုးဖို့အဲ့ဒီနှစ်ချက်ပေါ့နော်အားရကြီးဖြစ်ဖို့အတွက်တကယ်လက်တွေ့အလုပ်ရမယ်ရင်းနှီးရမယ်အချက်လေးချက်ပေါ့နော်အဲ့ဒါလေးကိုမျှဝေပေးခြင်းပါတယ်ခင်ဗျမဟုတ်ဆိုဒီအချက်လေးချက်နဲ့ကျွန်တော်ရဲ့ service tens ပေါ့နော်ကျွန်တော်အာမင်းသမီးမခိုင်နေဝေတာလီရွှေဆိုင်အစိမ့်သမားတိအဲပို့တယ်ပေါ့နော် အစရောညီမလေးမယုံမြတ်သူမင်းသားစီဖြိုစသဖြင့်အဲ့ဒီ business တွေကိုတတ်တာကင်တွဲခွင့်ပေါ့နော်အဲ live time service တွေကင်တွဲတဲ့ live time tin တွေဆိုရင်ကျွန်တော်ပါစရာမလိုတော့ဘူးကျွန်တော်အပြင်ထွက်သွားလို့ရပါပြီကျွန်တော်အပြင်ကနေပြီးတော့ကျွန်တော်ရဲ့နောက်ထပ် income ကျွန်တော်ရဲ့နောက်ထပ် business တွေဖြစ်တဲ့အတန်းတွေပေါ့နော်တင်တန်းတွေအတန်းတွေ live time အတန်းတွေအတွက်တော်တော်လေးအချိန်သွားပေးလို့ရပါပြီပေါ့နော်အဲ့တော့အမြင့်ငွေလည်းတော်တော်လေးတိုးသွားတယ်ပေါ့အဲ့ဒီအချက်တွေကျွန်တော်အဓိကမျှဝေပေးခြင်းပါတယ်နံပါတ်1နံပါတ်1ကလူပေါ့လူလိုတယ် လူကကိုမပါပဲလဲပတဲ့လုပ်ငန်းဒီတိုင်းဆိုသူဟိုဒီတိုင်းဟို AI နဲ့လဲနေမှာမဟုတ်ဘူးလေအဲ့ဒီဟာကိုမပါပဲနဲ့လှုပ်ပေးမယ်ခုဥစားလှုပ်ပေးမယ်လူတွေ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 เนาะအဲ့ဒီလူတွေကအဲ့ဒီလူတွေကတော်တော်များများဝန်တန်းလို့ပြောကျွန်တော်ဝန်တန်းဆိုတာလည်း tense man ပါလို့သုံးလုံးခြင်းပါတယ်ကျွန်တော် tense man ပါတယ်ပေါ့เนาะကျွန်တော်အကျွန်တော်ဟာလေးနေနေနေချိန်ပြီးပြောပြပေးမယ်ချိန်ထိုးပြီးတော့အဲ့လူတွေလူတွေပေါ့เนาะလူတွေအဓိကလိုအပ်ပါတယ်အဲ့လူတွေရှိမှပဲကိုလုပ်ငန်းကကိုမပါပဲလဲပတ်လို့ရမှာဖြစ်တယ်အဲ့တော့ကိုရဲ့ tense man တွေကိုကို leadership skill တွေအဲ့ဒီမှာလိုလာပြီကိုယ့်ရဲ့ team member တွေစီလုံးဖို့အဲနှလုံးသားလှလှနဲ့အာကိုတန်းတူလည်းပဲเนาะနှိမ့်ချဆက်ဆံပြီးတော့နှိမ့်ချဆက်ဆံဆိုတာဒန်းတူရေတူဆက်ဆံတဲ့သဘောပြောတာပေါ့နော်အဲ့လိုမျိုး humble ဖြစ်ဖြစ်နဲ့အဲကိုနဲ့လုံးဝလက်တွဲလုံးမဲ့เนาะကိုယ့်ရဲ့လူတွေလို့ရအဲ့ဒါနံပါတ်၁ပေါ့နော်နံပါတ်၂ကပတ်စံအဲ့လူတွေကကိုယ်အလကားလာလုပ်ပေးမှာမဟုတ်ကိုကသူတို့လိုအပ်တဲ့အခါတခုခုကူညီပေးတာမျိုးเนาะကိုလည်း rule တွေတာမှတ်ထားပေါ့ကိုကိုရဲ့ policy တွေကိုရဲ့ reflection ပြောပြတာ အဲကိုဇာတိတာတွေမချိုးဖောက်သေး၍နော်အဲတင်ပေးလို့လည်းရတယ်ကိုအတွက်လည်းကြည့်ရဆိုရင်အဲ့လူတွေအတွက်လည်းကိုကပြန်ကြည့်ရတယ်ကျွန်တော်တို့အဲ့လူတွေကဒီတိုင်းလာလုပ်ပြီးမှမဟုတ်တဲ့အတွက်အဲ့လူတွေအတွက်ကျွန်တော်တို့ကလစာပြန်ပေးဖို့တပတ်စံလိုတယ်နော်အဲဒါမှမဟုတ် system တစ်ခုပေါ့ system တစ်ခုကိုကဝယ်ယူသုံးစွဲဖို့အတွက်ပဲဖြစ်ဖြစ်အဲ business plan တစ်ခုအတွက်ပဲဖြစ်ဖြစ်လုပ်ဖို့အတွက်ပတ်စံလိုတာပေါ့နော်ဒုတိယပတ်စံလိုတယ်နောက်တတိယနီးပညာပေါ့နော်ဒီလူကြီးနဲ့ပတ်စံအဲဒီလစာပေးပြီးပြီဆိုရင်တော့တခါရရသွားမှာနီးပညာလိုတယ် ဥပမာကျွန်တော်ဒီဘက် social ခေတ်မှာဆိုရင် Facebook တွေ page တွေ boost ထုတ်တာတွေပါတယ်အများကြီးပဲခက်စားလာပြီအဲ့လိုပဲ zoom meeting နေနော်အဲ့တော့နှီးပညာကတီးခေါက်မိထားမှရမယ်တကယ်လို့ကိုကမတီးခေါက်မိဆိုတော့ရှင်လေနှီးပညာကြွကျင်တဲ့ tin တစ်ခု digital marketing tin တစ်ခုလောက်ရှိရင်ကောင်းတယ်ပြီးရင် touch တယ်နော် ID နဲ့ touch tin တစ်ခုလူကြီးမျိုးစီမှာရှိရင်ကောင်းတယ်ဘာလို့ဆိုတော့ဒီနှီးပညာကိုကတီးထားမှာပေါ့နော် online နေရောက်ချအပြင်မှာပဲဒီတိုင်းအဲကျွန်တော်မီယိုဖလာ ဟို marketing ကနေပြီးတော့အဲ့တိုင်းပဲလုပ်နေမှာဆိုရောင်းကောင်းမှာမဟုတ်ဘူးရောင်းမကောင်းတဲ့အတွက်လူကြီးမင်းတို့ကကိုဝင်ပါနေမှရမှာရောင်းကောင်းလာမှာကိုကအဲ့ဒီအပြင်ကိုထွက်လို့ရမှာကိုကအဲ့ဒီလုပ်ငန်းအပြင်ကိုထွက်လို့ရမှာကိုကတကယ်လို့အဲ့ဒီလုပ်ငန်းရောင်းမကောင်းကိုလုပ်ငန်းကလုံးဝမဖြစ်ဘူးကိုမပါလို့မရဘူးဆိုတဲ့အခြေအနေဖြစ်နေရဆိုရင်အဲ့ဒါလူကြီးမင်းတို့အဲ့လုပ်ငန်းထွက်လို့မရနော်အဲ့လိုမျိုးဆိုနီးပညာ zoom meeting တွေအတွက်တော့လည်းကောင်းရောင်းကောင်းမှုအတွက် touch နဲ့ id နဲ့ပတ်သက်တဲ့နီးပညာတွေမဖြစ်မနေလိုအပ်ပါတယ်နံပါတ်၄ကျတော့အချိန်လိုတယ် ကုနာလူတွေပတ်စံနေနီးပညာတွေကိုကိုကအချက်ချင်းအခုလို့ခုရနောက်ဆုံးတစ်ခုအချိန်ပေါ့နော်အချိန်လိုတယ်အဲကုနာပြောတဲ့လူတွေပတ်စံနေနီးပညာတွေကိုအသုံးပြုဖို့အတွက်ကကို့မှာအချိန်ရှိဖို့လိုအပ်ပါတယ်အဲသူကချက်ချင်းပေါ့နော်အခုအဲ့ဒီလူတွေပတ်စံနေနီးပညာတွေကိုသုံးပြီးတော့ချက်ချင်းသူကအာကုမပါတဲ့လုပ်ငန်းကြီးကသူ့သူလဲပတ်သွားပြီးတော့အမျက်ငွေတွေသူ့သူတိုးသွားတာမဟုတ်ဘူးအဲ့လိုမျိုးဖြစ်ဖို့အတွက်ကိုကတနေ့တန်သေးနှစ်နေ့တန်သေးအဲ့ဒီလူကိုရဲ့ဝန်ထမ်းပေါ့နော်ကိုရဲ့ဒင်းစမှာမှာအဓိကဒင်းစမှာမှာတွေ နဲ့ကိုကသားစရာဖြစ်ဖို့လိုတယ်။နီးပညာနဲ့သားစရာဖြစ်ဖို့လိုတယ်။အဲ့ဒါကို manage လုပ်ရမယ်။နော်။အဲပတ်စံတောင်းရမယ့်ပတ်စံနဲ့ income တွေလည်းဟို investment လုပ်တဲ့အခါလည်းမလိုတဲ့နေရာကြီးကိုကအများကြီးသွားရင်းနှီးမြှုပ်နှံနေပြီးတော့ကိုတက်အမျက်မရတာမျိုးဒါကြီးလည်းဖြစ်နိုင်တယ်။အဲ့တော့အဲ့ဒီ၃ခု level ဖို့အတွက်အဲ HR ပေါ့နော်။အဲ HR နဲ့ပတ်သက်တာတွေ business investment နဲ့ပတ်သက်တာတွေစီးပွားရေးနဲ့ပတ်သက်တာတွေဒါတွေအကုန်လုံးသိထားမယ်အဲ့ဒီဟာတွေကိုအချိုးမြတ်အစွာအသုံးပြုနိုင်မယ်အချိန်တစ်ခုတစ်နှစ်တန်သေးနှစ်နှစ်တန်သေးအချိန်တစ်ခုရောက်ပြီဆိုရင်ကိုကလုံးဝမပါလို့မရတော့ဘူးအနည်းငယ်ပဲပါမယ်လုံးဝအာတရားအရင်တော့100ရာခိုင်နှုန်း90ရာခိုင်နှုန်း80ရာခိုင်နှုန်းပါရဲဆိုလူချင်းမလို့တန်းပါဆန်းလောက်ပဲပါရတော့မယ်အဲ့ဒီဟာတွေအသုံးပြုလိုက်မယ်ဆိုရင်နော်အဲ့တော့ကိုကတန်းပါဆန်းလောက်ပဲပါရုံနဲ့ကိုယ့်ရဲ့လုပ်ငန်းကြီးကလေပတ်နေပြီကိုကနည်းလေးဦးစီးပေးရုံပဲနော် အဲ့တော့အချိန်လိုအပ်ပါတယ်အဲ့လိုမျိုးအားလုံးသားစလားဖြစ်ဖို့အတွက်ကိုကအချိန်တစ်ခုရင်းနှီးမြှုပ်နှံဖို့လည်းလိုပါတယ်ချက်ချင်းဖြစ်သွားမှာမဟုတ်ပါဘူးတနှစ်တန်သေးနှစ်နှစ်တန်သေးသုံးနှစ်တန်သေးဒါတွေလှုပ်လာပြီဆိုရင်ကိုလုံးဝနော်တန်းပါဆတ်20%လောက်ပဲပါယုံကိုလုံးဝမပါတဲ့လုပ်ငန်းဆိုတာမရှိဘူးနော်အမှန်တမ်းကျွန်တော်ပြောပြပါမယ်ကိုလုံးဝပါစရာမလိုဒီတိုင်းပြစ်ထားလိုက်သူ့အတူလဲပတ်နေမယ်ဆိုတာလုံးဝမရှိပါဘူးအနည်းဆုံး10%လောက်20%လောက်တော့ပါရပါသေးတယ်နော်ကိုလုံးဝပါစရာမလိုတဲ့လုပ်ငန်းဆိုတာမရှိပါဘူးပေါ့နော်အဲ ကိုလုံးဝပါစရာမလိုဆိုချင်လဲဥမာကျွန်တော်ကြားဘူးတယ်ပေါ့အဲအိမ်ဟိုပါပေါ့အိမ်တအိမ်မှာအဲ့ဒီကျွန်မအဖေဆုံးမိခဲ့တဲ့ခရေကကျွန်မဒီစီးပွားရေးကလုံးဝတအိမ်လုံးမွဲပြာကျသွားတာပဲဆိုရင်ဒါ तू မပါလို့မရတဲ့လုပ်ငန်းလीနော်အဲ့လိုပုံစံမျိုး तू အတူအဖေက तू မပါဘူးဆိုလို့ရှင်တော့အဲ့ဒီမိသားစုအတွက်အဲ့ဒီစီးပွားရေးနယ်ပယ်တစ်ခုမှာ10% 20%လောက်ပါနေမှရတာဒါအမှန်တရားပါပဲပေါ့နော်လုံးဝမပါလို့တော့မရအောင် ။ဘာဖြစ်တန်းမဆန်းလောက်ပဲပါရဲဆိုရင်အများကြီးတက်တာသွားပြီလေအချိန်တွေအများကြီးထွက်လာပြီ။နောက်စီးပွားရေးလုပ်လို့ရတယ်။သက်ဆိုင်ဘာသာတရားမှာကုသိုလ်ရေးလုပ်လို့ရတယ်။ကျန်းမာရေးလုပ်လို့ရတယ်။မိသားစုအချိန်ပေးလို့ရတယ်။အခြားကွဲစီးပွားရေးလုပ်ချင်တယ်ဆိုရင်လုပ်လို့ရတယ်။အဲ့တော့အဲပြီးတော့အမြတ်ငွေလည်းပို့တိုးလာမယ်ပေါ့နော်။အဲ့ဒါလေးမျှော်ပေးခြင်းပါတယ်။အဲ့တော့အရေးကြီးဆုံးအချက်၄ချက်ဖြစ်ပါတယ်ပေါ့နော်။အဲကျေးဇူးတင်ပါတယ်။ထပ်ပြီးသိလို့ရလေးလေး မေးသွားလို့ရအခုလိုမျိုးကျွန်တော်ရဲ့ service အခုလိုမျိုးကျွန်တော်ရဲ့ပထမ business ဖြစ်တဲ့ service dance နဲ့ပတ်သက်ပြီးအခုလိုမျိုးကျွန်တော်ရဲ့ service dance ကိုကိုပါဝင်မှုအနေဆုံးနဲ့လေပတ်သွားနိုင်အောင်အတွက်အဲကျွန်တော်ရဲ့တင်ဆရာမြင်ဆရာကြားဆရာတွေဖြစ်တဲ့ဆရာပီကာဆရာမမိုင်ဆရာဆိုဟိန်စသဖြင့်ဆရာတွေကိုလည်းဒီ video လေးနဲ့ကာဝရပြုကြပါတယ်ကျေးဇူးလည်းတင်ပါတယ်